ဟုတ်ကဲ့မင်္ဂလာပါနိုင်ငံရေးနဲ့ဘာသာရေးနှစ်ခုအပေါ်ကျွန်တော်ရဲ့အမြင်လေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီအမြင်ပေါ်မှာမိတ်ဆွေတို့လည်းပါဝင်တွေးခေါ်ပေးကြပါလို့တောင်းဆိုအပ်ပါတယ်နိုင်ငံရေးနဲ့ဘာသာရေးမရောရဘူးဆိုတဲ့ပြောဆိုမှုရှိတယ်လို့နိုင်ငံရေးမှာဘာသာရေးကမပါဝင်ရဘူးဆိုတဲ့ပြောဆိုမှုလည်းရှိပါတယ်ဒီစကားရဲ့နှစ်ခုဟာကျွန်တော်တို့ကိုလှည့်စားထားတာလား အဓိကနဲ့တာမညမတူညီမှုကြောင့်ရောထွေးမှုမရှိစေရန်သို့ဆုံးမထားတာလားမိစရာဖြစ်လာပါတယ်။ဒါကြောင့်နိုင်ငံရေးနဲ့ဘာသာရေးကိုအခုလိုပြောဆိုမှုမှာအဓိကနဲ့တာမညခွဲခြားပေးရန်လိုအပ်တယ်လို့လည်းယူဆမိပါတယ်။ဘာသာကြီးလေးခုဟာလူတိုင်းလွတ်လပ်စွာကိုယ်ပိုင်ရှိပါတယ်။ဒါပေမဲ့နိုင်ငံရေးဆိုတာဒီမိုကရေစီအစိုးရဆိုရင်လေလူတိုင်းပေါ်တည်ရောက်မှုရှိတယ်လို့ အာနာရှင်အစိုးရဆိုရင်လေလူတိုင်းပေါ်တက်ရောက်မှုရှိစီပါလေဆိုလိုတာက နိုင်ငံရေးရဲ့လွတ်လပ်မှုနဲ့ဘာသာရေးရဲ့လွတ်လပ်မှုမတူဘူးဆိုတာပါပဲဒါကြောင့်နိုင်ငံရေးဟာအဓိကဖြစ်ပြီးကိုယ်ပဲမှုဟာတာမညာဖြစ်တယ်လို့မြင်ပါတယ်ဒီလိုဆိုရင်နိုင်ငံရေးရဲ့အဓိကကြမှုပေါ်ဘာသာရေးကတာမညာအနေနဲ့တီးကြမနေရဘူးဆိုတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ် ဘယ်အစိုးရတက်တဲ့ဘာသာရေးနဲ့မဆိုင်ဘူးဆိုတဲ့ရည်ရွယ်ချက်မျိုးမရှိသင့်ပါဘူးနိုင်ငံရေးမှာဘာသာရေးကမပါရဘူးဆိုတဲ့သဘောကလူတွေဟာကိုယ်ပွဲမှုအပေါ်ယုံကြည်တတ်ဝင်ကြပါတယ်အဲဒီတော့ဘာသာရေးကောင်းဆောင်တွေကမိမိကြိုက်တော့ပါတီဘက်ကိုကောင်းကြောင်းမိမိမကြိုက်တော့ပါတီကိုမကောင်းကြောင်းအတ္တနိဖြစ်မဲဆွဲပြောဆိုတာမျိုး မလုပ်ရပါဘူးအနတ္တနိဖြစ်ပြောဆိုမှုကိုသာ ဓမ္မအဖြစ်လက်ခံจิตသုံးရမှာဖြစ်ပါတယ်ဥပမာမြန်မာနိုင်ငံဟာဓမ္မနဲ့အာတမအပြိုင်မှုဆိုကြပါစို့ဓမ္မဘက်မှာယက်တီရမှာဖြစ်ပါတယ်ဒါကလူသားဆံမှုရဲ့အဓိကတာဝန်နာဖြစ်ပါတယ်ဒီလိုဓမ္မနဲ့အာတမမှာဘယ်ဘက်မှယက်တီမှုမရှိရင်လူသားဆံမှုတာဝန်ပြက်ကွက်ခြင်းသာဖြစ်ပါတယ်ပြက်သားမှုမရှိတော့လူနေမှုကို လုံးဝအားမကျပါနဲ့ မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းချပြပေးနိုင်ပါလေဒီကုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ